ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြရူဘင် အမ်မိုရင်းကတော့မနေ့ညကနယူကာဆင်နယ်ပွဲအပြီးမှာဒီ post match interview မှာပေါ့နော်။ကျွန်တော်တို့ Zigzy ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မေးထားတာ။ဒါမဲ့ကြာသာပတိနီမှာကစားမဲ့ Lion နဲ့ပွဲစဉ်မှာ Joshua Zigzy ကိုမြင်တွေ့ရနိုင်ခြင်းရှိလားဆိုတော့ဒါသူ့အနေနဲ့တော့ပေါ့နော်။ Zigzy ရဲ့အခန်းကဏ္ဍကလုံးဝပြီးသွားပြီလို့သူထင်နေဆိုပြီးတော့ပြောထားတယ်။ တော်တော်ကိုကျွန်တော်တို့အတွက်တော့ဒါနောက်ထပ်စိတ်ပျက်စရာသတင်းတစ်ခုပေါ့လေဂျိုဂျိုဝါဇီကီမီနီယာကနျူကာဆယ်ကစားမ900လောက်ကိုကျွန်တော်တို့ဒါကြော်ဖြတ်လာပြီးတော့ဒါသူအင်ဂျူရီပြဿနာရသွားတာကျွန်တော်အထင်ကတော့ဒါဟမ်စထရင်းထင်ပါတယ်ချင်ပါတယ်ဟမ်စထရင်းဆိုလို့ရှိရင်ကျွန်တော်တို့ကလနဲ့ချီနားရတယ်ဗျာတိလားဒါပါတော့အာဆင်နယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒဏ်ရာရနေတဲ့ကစားမားတွေကျွန်တော်တို့ရှိတယ်သူတို့အာဆင်နယ်ကိုဘာလို့ပြောရလဲဆိုတော့အာဆင်နယ်ကစားမားအများစုကဟမ်စထရင်းအင်ဂျူရီရကြတာဆိုတော့ဟမ်စထရင်းအင်ဂျူရီကိုကျွန်တော်တို့ကြည့်ရင်အနည်းဆုံး တလနှစ်လအဲ့လိုမျိုးသွားတာဆိုတော့ဂျိုရှုအာဇစ်ဆီရဲ့ကျွန်တော်တို့ဘောနော်ဒီအခန်းကဏ္ဍကယူရိုပါလိမ့်မှာပြီးသွားပြီလို့သူထင်တယ်ဆိုပြီးတော့ပြောထားတယ်လို့ကျွန်တော်အထင်ဆိုလို့ရှိရင်လည်းပဲသွားပြီပဲကျွန်တော်တို့မှာမမျောလင်းချက်မှကျွန်တော်တို့မရှိတော့သူတိမင်းတော့ဗျာဘယ်လိုပြောမလဲကိုအသိမှမှကစားမားကောင်းနေမရှိပါဘူးဆိုမှရှိရတဲ့မှာအစဉ်ပြေအောင်ဖြစ်နေတဲ့ကစားမားတွေကဒါမျိုးကျွန်တော်တို့ဖြစ်တာဘလို့မြန်ကျွန်တော်တို့ယူရိုပါလိမ့်ကိုမျောလင်းရမလဲဘောနော်ပြည်ထနာကကျွန်တော်တို့မှာဒီမဖြစ်နိုင်တဲ့မျောလင်းချက်လို့ပဲကျွန်တော်တို့ပြောရမှာ ယူရိုပါလိရမှကျွန်တော်တို့ Champions League ဝင်ခွင့်ရမှာเนาะ Champions League ဝင်ခွင့်ရမှကျွန်တော်တို့နေနဲ့ဒီအပြောင်းအရွှေ့တွေအဆင်ပြေမယ်เนาะပြီးလို့ရှိရင်ကစားမားတွေကိုခေါ်တဲ့နေရာတွေမှာအဆင်ပြေမယ်အသင်းနဲ့ပတ်သက်တဲ့ငွေကြေးပမာဏတွေအဆင်ပြေမယ်မဟုတ်လို့ရှိရင်အသင်းအတွက်ဘလို့မှအဆင်မပြေဘူးအခုဆိုလို့ရှိရင်အဆင့်73ပါဗျာအဆင့်79က WhatsApp နဲ့ကျွန်တော်တို့ကြားထဲမှာဆိုလို့ရှိရင်9မှတ်3မှတ်အဲ့လောက်ပဲကျွန်တော်ကြွားတော့တာ3မှတ်လောက်ပဲကျွန်တော်ကြွားတော့တာဆိုတော့အသင်းအတွက်ကအရာရာဟာတိုင်ပတ်နေတယ် เนาะพรีเมียร์ลีกကနေပြီးတော့ Champions League ဝင်ဖို့မဖြစ်နိုင်တော့တဲ့အနေအထားမှာ Europa League ဝင်ခွင့်ရဖို့ပဲကျွန်တော်ကကြိုးပမ်းရမှာဆိုတော့အခုလက်ရှိကလည်းတော်တော်ကိုအခြေအနေဆိုးနေတာဒါကြောင့်ကျွန်တော်အမြင်ကတော့ဗောနော Europa League လည်းပဲအရင်တုန်းကမှ Joshua Zirkzee တို့ပါလို့ရှိနေလို့ကျွန်တော်မျှော်လင့်လို့ရသေးတယ်အခုကတော့ဟိုမမျှော်လင့်လို့မရတော့ဘူးပေါ့ကျွန်တော်ဘာလို့လဲဆိုတော့ Tight Six ကိုကျွန်တော်ကြည့်ရင် Twin Go နဲ့ပတ်သက်လို့မျှော်လင့်လို့ရတဲ့ကစားသမားကစားမကောင်းဆိုလို့ Zirkzee လောက်ပဲကျွန်တော်ရှိတာ ကာနာချူရူပါတို့ဖန်တီးမှုတွေတချို့လုံနိုင်တယ်၊ဂိုးသွင်းမှုတချို့လုံနိုင်တယ်ဆိုပေမဲ့လို့ဂျိုရှူဝါဇစ်ဆီကြီးအများကြီး impact ဖြစ်စေတဲ့ကစားမှာဆိုတော့အခုတန်ရရသွားပြီ။တိုက်စစ်မှာကျွန်တော်ဘယ်သူရှိမလဲ။ချီရိုအိုဘီရိုပါတို့ဆိုတာမျိုးကလည်းကျွန်တော်တို့ကယူရိုပါလိမှာကစားလို့မရဘူး။ဆိုတော့ Resman White လည်းပဲကျွန်တော်ရှိတယ်။ White လန်ကိုကျွန်တော်တို့ကြည့်တော့လေယူရိုပါလိမှာဂိုးသွင်းလေးရှိတယ်ဆိုပေမဲ့လို့ဗျာအဲ့ဒါကြာခဲ့ပါပြီ။နော်ကျွန်တော်တို့အခုလက်ရှိနောက်ပိုင်းမှာဆိုလို့ရှိရင် Resman White လန်စီကနေပြီးတော့ဘာမှကျွန်တော်တို့အနေနဲ့အဆင်မပြေတော့ဘူး။ အေရီယာဘောက်စ်ထဲမှာနေပြီးတော့ဖန်တီးမှုတွေရမှဟိုဂိုးသွင်းနိုင်တဲ့ကစားမဗျာဒါတော့မှဖန်တီးမှုတွေရတဲ့ဂိုးသွင်းနိုင်တာမဟုတ်ဘူးเนาะကျွန်တော်ဒီ white line ကဇီဂီဆိုတာမျိုးကဟိုအေရီယာဘောက်စ်ထဲမှာအမြဲတမ်းရှိကြမှာတော့ရှိလိမ့်မယ်ဒါပေမဲ့လည်းလို့ပေါ့နော်အသင်းရဲ့ကစားကွက်တည်တဲ့တဲတဲ့နေရာတွေမှာပို့ပြီးတော့ကောင်းတယ်เนาะသူကိုယ်တိုင်ကလည်းကစားပုံကလည်းပို့ပြီးတော့ကောင်းတယ်အသင်းဘော်ဒီနဲ့လည်းအခြေဆက်လုံနိုင်တယ်เนาะကျွန်တော်ဒါလုံးဝ intelligent လည်းဖြစ်တဲ့ကစားမမျိုးဗျာအဲ့လိုကစားမကိုကျွန်တော်လက်လွှတ်ရတာအဲ့တော့လာမယ့်ကြာသာပတိနေ့မှာ အရင်တုန်းကတော့ကိုယ်အိမ်ကွင်းလေးဖြစ်တဲ့အဝေးဝင်းမှလည်းတည်ကြအောင်ကစားထားရဆိုတော့မျောလင်းကျက်အတိုင်းအတာတစ်ခုတည်းတော့ရှိတာပေါ့လေအခုကတော့ကျွန်တော်တို့မျောလင်းကျက်ကဟိုမမျောလင်းမမျောလင်းမယ်နဲ့ဖြစ်သွားမှပဲဝမ်းသာစရာဖြစ်တော့မှအခုကမျောလင်းစရာဘာမှမရှိရဘူးတိုက်စစ်တိုက်စစ်ကပေါ့နော်ဟိုဂိုးသမားကိုကျွန်တော်တို့ချီတော့လေမထူးဘူးဗျာတိလားဂိုးသမားလည်းကျွန်တော်မထူးဘူးပဲစဉ်းစားကြည့်ကျွန်တော်တို့နေနော်ခရစ်စတီဘာလဲဘာလဲဆာဂျီယိုရိုမေရိုဒေးဗစ်ဒီဂီယာတို့အခြေအနေကနေပြီးတော့ ဦးနာနာတို့เนาะပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဗာလဲဘိုင်ယန်ဒါတို့တွန်ဖီတန်တို့ဆိုတဲ့အဆင့်ကိုကျွန်တော်ရောက်သွားတာဘလောက်တောင်မှအခုအသင်းရဲ့အကြဆုံးသွားတဲ့ပုံစံတွေကရှင်းနာစရာကျွန်တော်ကောင်းလဲအခုဆိုလို့ရှိရင်ဟိုဟိုဗာလဲဟွာပွဲမှာဘသူ့ကိုအားကိုးရမှန်းကျွန်တော်မသိတော့ဘူးလေနော်ကျွန်တော်ပြောသလိုပဲဘသူကပူကောင်းလို့နောက်တစ်ယောက်ကိုတုံးတာမဟုတ်ဖ ೇನೆ ကျွန်တော်ကဟိုပူပူဖြစ်နေကူသမားကိုခြံခဲ့ဟိနော်နောက်တစ်ယောက်ကိုတုံးဆိုတဲ့ပုံစံမျိုးဖြစ်နေတာကောင်းလို့နော်တုံးတာမဟုတ်ဖ ೇನೆ စုံလုံးလို့နောက်တစ်ယောက်ပြောင်းတုံးတာပဲကျွန်တော်ဖြစ်နေတာ ဘိုင်နာကိုကျွန်တော်အနေနဲ့အခွင့်အရေးပေးခဲ့တဲ့ Newcastle နဲ့ပွဲမှာပထမပိုင်းမှာဟုတ်တယ်လို့ဖြစ်ပေမဲ့ဒုတိယပိုင်းမှာအဲ့လိုဖြစ်ခဲ့တယ်။ဆိုတော့ကျွန်တော်ထုံးတဲ့နိုင်မယ်။ဦးနနာကလာမယ့်လိုင်ယွန်ရဲ့ပွဲမှာပြန်ပါမှာပဲ။လိုင်ယွန်လိုင်ယွန်ရဲ့ပွဲမှာကျွန်တော်ပြန်ပါမှာပဲ။ဒါဟာဘလူးမန်အတင်းတွက်အပေါင်းလက္ခဏာဆောင်တဲ့အရာလို့ကျွန်တော်တော့မထင်ဘူး။တော်တော်လေးကိုအခြေအနေမကောင်းဘူးပေါ့နော်။ဒါကြောင့် Ambodin အတွက်ကတော့မျောလင်းစရာအများကြီးမရှိတော့ဘူး။ကျွန်တော် Manchester United နဲ့ပြည်သက်တီတို့လည်း Europa League မှာမျောလင်းစရာအများကြီးမရှိတော့ဘူးပေါ့နော်။ ကိုအသင်းဆိုတဲ့အတွက်ကျွန်တော်ဒီချိန်နောက်တစ်ဆင့်မပြောနဲ့ဗျာကျွန်တော်ဖလားတောင်ရစီချင်တာပေါ့ဟုတ်တယ်မလားပြဒနာကကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးအခြေအနေမျှော်လင့်လို့ရတဲ့အနေထိုင်မှုကျွန်တော်မရှိတော့ဘူးပေါ့နော်ခံစစ်ကလည်းဂူရီတားပေးရတယ်ကျွန်တော်ပြောသလိုပဲသူများအသင်းကကိုအသင်းကိုအနိုင်ယူဖို့တွက်ဆိုလို့ရှိရင်ထူးထူးခြားခြားကြီးဘာမှလုပ်စရာမလိုဘူးဒီကောင်တွေပဲချိန်အမှားမလဲပဲစောင့်ကြည့်ရမှာကိုရီကအချိန်တိုင်းအမှားတွေလုပ်ပြီးတော့ခံစစ်ကဂူရီပေးနေရတာမင်းညာကဆိုလို့ရှိရင်လည်းပဲ၄ဘွဲ၄ခုမှ၃ခုကကိုအမှားကလာတယ်ဘလူးမတ်လက်ခံစရာအခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူး เนาะတော်တော်ကိုအချင်းတိုင်းပတ်ပါတယ်အတင်တွေ့တော့ကျွန်တော်ညီကလို့ရောကျွန်တော်တို့ဘလူမင်းကြလဲเนาะဂျိုဂျိုဝါစစ်စီက injury ပြဿနာကျွန်တော်ထင်တာကတော့ယာတီကုန်တိနားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ထင်တာတွေမှားဖို့ပဲကျွန်တော်မျှော်လင့်တယ်တိုးတော်လည်းပဲ hamstring injury ဆိုတာကတော့ကျွန်တော်အလွယ်တကူပြန်ကောင်းလိမ့်မရှိဘူးပေါ့เนาะကျွန်တော်ကာလာတူအတွင်းပါအလွယ်တကူကကာလာတူအတွင်းပြန်ကောင်းလိမ့်မရှိဘူးကျွန်တော်ညီကလို့ရောဘလူမင်းကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြီးပါတယ်